အလုံးမဲ့မင်္ဂလာပါဒီနေ့ April 16ရက်နေ့မှာတော့ကျွန်တော်တို့ရန်တလေးတိုင်းတပိတ်ချင်းမြို့နေမှာဆိုလို့ရှိရင်တော့လက်ကြရွာမှာဘုံကျဲတယ်အဲ့ဒီမှာပြည်သူအယောက်ပေါင်း73ယောက်ဖေးတယ်နားဖေးတယ်ပြီးလို့ရှိရင်တော့ဒီမန္တလေးတိုင်းမှာပဲအဲ့ဒီစင်ကူးမှာဆိုလို့ရှိရင်လည်းအဲ့ဒီမှာစာတင်ကျောင်းမှာဘုံကျဲတယ် ဲ့ဒီမှာပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကဒီနေ့ရဲ့ထူးခြားချက်တွေတစ်ခုအနေနဲ့ကျွန်တော်တို့တွေ့ရတယ်။အဲ့ဒါကကျွန်တော်တို့ MNDAA ကတိုင်ပိုက်ထားတဲ့လာရှိုမြို့နော်လာရှိုမြို့ကိုနေပြီးတော့အဲ့ဒီမှာစစ်တိုက်ဌာနချုပ်ကြားတဲ့ခါကျတော့သူ့ကိုယ်တိုင်တိုက်လို့မရတော့ဘူးနော်။အဲ့ဒီမှာအချက်မရှိဘဲနဲ့ကျွန်တော်တို့တရုတ်ကိုအားကိုးပြီးတော့တရုတ်ကနေပြီးတော့ဒီ MNDAA နဲ့ TNLA တွေကိုအကြက်ခိုင်းတယ်၊ခိုင်းပြီးမှအဲ့ဒီကနေထွက်ခိုင်းတယ်။ဆိုတော့ဒီနေ့ကတော့ဆစ်ရှင်နေပြစ်တော့ပြီနော်။ဆစ်ရှင်နေမှာသူတို့ ဒီမအလာရဲ့လူတွေကဝင်လာမယ်ဆိုတော့ကိုမနေ့ကကျွန်တော်တို့ပြောထားပြီးသားဖြစ်တယ်ဆိုတော့ဒီနေ့ကတော့အဲ့ဒီလူတွေဝင်လာပြီနော်ဝင်လာဝင်လာတဲ့ခါကျတော့ဘသူတွေကလုံခြုံရေးလိုက်ပေးရလဲဆိုလို့ရှိရင်အဒီမှာဝတ်တက်ရဲ့ MND ရဲ့တက်ရဲ့နော်ဒီ the gate လုံခြုံရေးအပြည့်နဲ့ဒီမအလာရဲ့တက်ဖွဲ့တွေကိုနေပြီးတော့အခုဒီ MNDAA ထိန်းချုပ်ထားတဲ့အခုလာရှုံမျိုးကိုစစ်နေရက်ကွက်နော်စစ်နေရက်ကွက်ထိပါသူတို့ပေးလိုက်ရတယ်နော်လာရှုံမျိုးစစ်နေရက်ကွက်ထိပေးလိုက်ရတယ်ဆိုတော့အဒီထက်မှဝင်လာပြီအပေါ်ကလည်းတကယ်လေးရင်ပြင်းနဲ့မိုးပြီးတော့လုံခြုံရေးတွေ နော်အပြစ်နဲ့နော်ကျွန်တော်တို့ဝင်လာပြီဆိုတဲ့ဟာကိုဒီနေ့ဒတင်းမီဒီယာတိုင်းမှာနော်ဖော်ပြထားတဲ့အကြောင်းအရာတစ်ခုနဲ့လည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့နေပြည်တော်မှာဆိုလို့ရှိရင်တော့အစိုးရရုံးတွေနော်2000ကျော်ပြီးလို့ရှိရင်တော့ဝန်ထမ်းအင်အား800ကျော်မှ300ကျော်ကလုံးဝလုံနေလို့မရတဲ့ နော်အခြေအနေမကောင်းတဲ့အခြေအနေမှာရှိနေတယ်ဆိုတော့အဲ့ဒီဟာကိုနေပြီးတော့ယာယီကျွန်တော်တို့ရန်ကုန်ကိုရွှေ့ပြောင်းတယ်နော်အဲ့ဒါမှာလာဝကာတို့ဒီဟိုတယ်နဲ့ဂျီတိုင်းရေယာဌာနတို့စသဖြင့်ဒီဌာနတွေအရဆိုလို့ရှိရင်ရန်ကုန်ကိုယာယီရွှေ့ပြောင်းတယ်အဲ့ဒီမှာထန်းအချို့လည်းအဲ့ဒီရန်ကုန်ကိုရွှေ့ပြောင်းတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့မအလားဆိုလို့ရှိရင်ဒီအုတ်ချုပ်ရဲ့ရန်တရားကိုနော်ကောင်းမွန်စွာလေးပတ်နိုင်ဖို့အဆောက်အဦတွေကို ကောင်းမွန်စွာ တီဆောက်ပစ္စည်းနိုင်ပုံအတွက်6လအတွင်းမှာအကောင်လုံးအပြည့်အစုံဆောက်မယ်ဆိုပြီးတော့ဒီနေ့တတိယမီဒီယာထဲမှာဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်။နောက်ကကျွန်တော်တို့နေပြည်တော်မှာဆိုလို့ရှိရင်တော့မြင်းကလေးဂျောမှာနော်တည်ထားတဲ့အမျိုးတစ်မျိုးဖြစ်တဲ့ခါကျတော့အဲ့ဒီမှာတော်တော်ကိုထိခိုက်ပျက်စီးမှုရှိတယ်။ရှိတဲ့ခါကျတော့အခုအဲ့ဒီမှာဒီတကြံလည်းလည်းပြီးသွားပြီဆိုတော့အဲ့ဒီရဟယင်နဲ့ပတ်ပြီးတော့နော်ဒီဖုံးကြီးတွေပေါ့နော်ဖုံးကြီးတွေအဲ့ဒီရဟယင်ပေါ်မှာတက်တက်တက်ပြီးမှအန်ဒီကင်ပရိတ်တရားတော်ကိုနော်ရွတ်ဖတ်တယ်ဆိုတဲ့ဟာကိုလို့တွေ့ရတယ်အဲ့ဒီပြန်တော့လျင်ပြန်နဲ့ပတ်ပြီးတော့တစ်မျိုးလုံး ောက်တစ်မျိုးလုံးအဲ့ဒီမှာပိတ်ဒီအန်ဒီယကင်းပိတ်တရားတော်ကိုနေပြီးတော့ရုတ်ဖတ်တယ်ဆိုတဲ့ဟာကိုလည်းဒီနေ့တတိမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကတော့ခိုင်ပြင်းနေမှာဆိုလို့ရှိရင်တော့အင်တာနက်တွေဖုန်းလိုက်တွေကောင်းလုံးဖြတ်တော့လိုက်တယ်နော်စကားစကားဆိုတော့အေးထင်းချုပ်ထားတဲ့နေမြေတွေမှာဆိုလို့ရှိရင်အဆက်တွေတော်တော်ခက်တယ်မြန်မာပြည်တွင်းမှာတော့ ဒီရန်ကုန်မှာနေတဲ့လူတွေတောင်မှရခိုင်ကိုဆက်သွယ်ဖို့ဆိုတာတော်တော်ကိုခက်ခဲတဲ့အချိန်ခါတွေဖြစ်နေတယ်။ဆိုတဲ့ခါကျတော့လူတွေကနှီးလိုက်လို့ရှာကြတယ်နော်ဆက်သွယ်ရေးဒီခုခေတ်မှာဆိုလို့ရှိရင်ဆက်သွယ်ရေးကတော်တော်တစ်ဆားနေတဲ့အချိန်မှာသူတို့ကလုံးဝဆက်သွယ်ရေးကပြတ်တောက်နေတယ်ဖုန်းလိုက်တွေပြတ်တောက်နေတယ်အင်တာနက်လိုင်းတွေပြတ်တောက်နေတဲ့ခါကျတော့သူတို့ကရှာဖွေတယ်နှီးလိုက်တွေကိုဆိုတော့အဲ့ဒီမှာသူတို့ တော့ဆွဲလာတာကအခုကပါလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ walkie talkie လို့ခေါ်တဲ့ဒီဖုန်းလိုမျိုးပေါ့နော်ဒီဆက်လေးနဲ့နော်အဲ့လိုမျိုးဆက်သွေးလို့ရတယ်နော်ဆက်သွေးလို့ရတယ်တော့တိတ်အဝေးတော့မရဘူးပေါ့နော်ဒီဟိုဖက်မှာဒီဒေါ်လာရေးတွေတုံးနေတဲ့ဒီဆက်တွေထက်နေတယ်ဒါပေမဲ့သူတို့လည်းအဆင်ပြေတယ်နော်အဲ့ဒါကိုကျွန်တော်တို့က ဒီ internet ခါတော့ဘာလို့လဲဘာမှ concern မလို့တော့အဲ့ဒီမှာဖြည့်ရုံပဲနော်အားဖြည့်ရုံပဲဆိုတဲ့ခါကျတော့သူတို့အဲ့ဒီခါကိုသုံးလာကြတယ်လိုအန်ရရှိလဲဆိုလို့ရှိရင်စကတ်စကတ်ဂျူဒူကနေပြီးတော့ခြေရခံပြီးတော့လိုက်လို့ရတယ်အဲ့ဒီနေရာတွေကိုကျွန်တော်တို့ဘုံကျဲလို့ရတယ်နော်အဲ့ဒါကဒီ AA အဖွဲ့တွေဖြစ်လိမ့်မယ်ဆိုပြီးမှသူတို့ဘုံကျဲမှာဖြစ်တယ်ဆိုတော့အဲ့ဒါကိုစိုးရိမ်မှုနဲ့ရှိတယ်ဆိုတဲ့ဟာကို AA ကနေပြီးတော့ဒီနေ့ထုတ်ပြန်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီမကွေးအချင်းထောင်မှာကျွန်တော်တို့အချင်းထောင်နဲ့နီးနီးလေးမှာပေါ့နော်ဒီနီးနီးလေးမှာအဲ့ဒီမှာရေအပတ် 25နဲ့5ရင်းရှိတယ်အဲ့ဒီဟာကိုနေပြီးတော့ dollar ရဲ့အဖွဲ့တွေကနေပြီးတော့အဲ့ဒီမှာ lender ကြီးလက်နက်ငယ်တွေနဲ့ web drop ဖြစ်တယ်အဲ့ဒီပြတော့ type ပွဲဖြစ်တယ်အဲ့ဒီမကွေးအချင်းထောင်အနီးမှာ type ပွဲတွေဖြစ်တယ်ဖြစ်တဲ့ခါကျတော့အဲ့ဒီမှာဒီအချင်းသားတွေနဲ့ဒီ UC တွေပေါ့အချင်းသား UC တွေတော့ UC မှုတွေနဲ့ဒီလိုပြစ်ခတ်မှုတွေဖြစ်တယ်ပြစ်ခတ်မှုတွေဖြစ်တဲ့ခါကျတော့အဲ့ဒီမှာနိုင်ငံရဲ့အချင်းသား၂ယောက်သေးတယ်၅ဦးကဒဏ်ရာရရှိတယ် အဲ့ဒီနိုင်ငံရဲ့အကျဉ်းသားတွေကိုမတရားညှဉ်းပန်းနှိပ်စက်ထိုးကျိမ်မှုတွေရှိရဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတဲ့အတိတ်ပြတော့အဲ့ဒီမကွေးအကျဉ်းထောင်တွေမှာတိုက်ပွဲဖြစ်တယ်။တိုက်ပွဲဖြစ်တာဆိုလို့ရှိရင်သူတို့ကြောင့်ဆိုပြီးမှနိုင်ငံရဲ့အကျဉ်းသားတွေကြောင့်သူတို့နဲ့အဆက်အသွယ်ရှိတာကြောင့်စသည်ဖြင့်စသည်ဖြင့်သူတို့ကိုအမေရှာပြီးတော့ အလုံးမျိုးသူတို့ကိုထူထောင်ရိုက်ပုတ်အဲ့တော့အဲ့ဒီမှာတနက်တည်းပြဖောက်ပြီးတော့တယောက်တည်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ကျွန်တော် ARD တိုင်းเนาะ ARD တိုင်းလေးမျက်နှာမှာဆိုလို့ရှိရင်လည်းเนาะတကယ် DAA နဲ့ပူပေါင်းအဖွဲ့တွေเนาะ PDF ပူပေါင်းအဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်နေတယ်အဲ့ဒီမှာဆိုတော့အဲ့ဒီမှာလည်းဒီဆက်ကဆက်ဖက်ကတော်တော်အကြအဆုံးများတယ်ဆိုတဲ့ဟာကိုလေဒီနေ့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ခရင်ပြင်းနဲ့ဂျုံတို့เนาะဂျုံတို့ကလည်းမနေ့ကကျွန်တော်တို့ ဒီတင်ကလည်းတက်လာတာဖြစ်တယ်ဆိုတော့ပစကဆကအကြီးအကျယ်အဲ့ဒီမှာဘုံတွေတိုက်ခိုက်တဲ့တံတားတွေပိတ်တယ်ပြီးတော့ရှိတော့ KNL နဲ့ပူပေါင်းအဖွဲ့တွေကလည်းသူတို့ကိုအသကုံဆော့နေတယ်နော်ဆော့နေတယ်ဟိုဖက်ကလည်းတော့လေချောင်းပဲသူတို့ကတော့လေချောင်းတော်တော်အားကိုးတယ်ညောင်းလေချောင်းတိုက်ခိုက်မှုတွေအကြီးအကျယ်เนาะအဲ့ဒီမှာလုံတယ်လုံတဲ့ခါကျတော့ပြည်သူလူထုတွေကအဲ့ဒီကနေပြီးတော့ထွက်ပြေးရတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ UNG UNG ကဆိုလို့ရှိရင်ဒီနေ့ထုတ်ပြန်တဲ့ဟာကကျွန်တော်တို့ဘာတွေထုတ်ပြန်လဲဆိုလို့ရှိရင်တော့ဒီပြည်နေတွေမှာဆိုလို့ရှိရင်တော့ AO တွေသူတို့ကတိုင်းသာလက်နက်ကံတွေကနေပြီးတော့ထိန် ချုပ်ပြီးတော့เนาะဒီတိုင်းတွေမှာကြတော့เนาะသူတို့ကနေပြီးတော့အုပ်ချုပ်တယ်ဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်တာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီသမတအဒူဝါလက်ရှိလာကဘာပြောလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအသွင်ကူးပြောင်းရေးအစိုးရအစ်စ်ကိုဖွဲ့ဖို့လိုပြီးဆိုတဲ့ဟာကိုသူပြောလိုက်တာကိုတွေ့ရတယ်အတိအပြတော့เนาะသူတို့ကတော့အသွင်ကူးပြောင်းရေးအဆင့်အထိတောင်မှ ောင်မြုံမဲထတာကိုကျွန်တော်တို့တွေ့ရတယ်အတိတ်ပြတော့ဆက်ကဆက်ကမကြခင်သူတို့ကကြဆုံတော့ပဲအဲ့ဒီကြဆုံတဲ့အချိန်မှာကျွန်တော်တို့အသွင်ကူးပြောင်းရေးအစိုးရအသစ်ကိုဖွင့်လှစ်ပြီးတော့ကျွန်တော်တို့ Federal တို့ဘာတို့စသည်ဖြစ်ပေါ့နော်အဲ့ဒီဟာတွေကိုကျွန်တော်တို့လုပ်ဖို့အတွက် Federal ဥပဒေတို့ဘာတို့အဲ့ဒါမှသူတို့ကဆွဲမှာဟုတ်အခုမဆွဲဘူးလေဆိုတဲ့ခါကျတော့အဲ့ဒီအစိုးရအသစ်မှာပဲသူတို့ကအဲ့လိုမျိုး ဒီ Federal ဥပဒေတော့ဘာလို့ဖွဲ့မှာဖြစ်တဲ့အတွက်ကြောင့်အစိုးရအသိဖွဲ့ဖို့အတွက်လိုနေပြီဆိုတဲ့ဟာကိုဒီနေ့ UNG ရဲ့ယာယီသမန္တကပြောတယ်ပြီးလို့ရှိရင်တော့သူတို့ရဲ့အလှူငွေပေါ့နော်အလှူငွေဆိုတာကဒီဒေါ်လာရဲ့အတွက်အလှူငွေတွေတော်တော်ခံတယ်မြေယူတွေကိုရောင်းတယ်မာလာတို့အိမ်တွေကိုရောင်းတယ်စသဖြင့်ပေါ့နော်အိမ်ယာမြေချမ်းတွေဒီမာလာနဲ့ပိုင်ဆိုင်တဲ့ဒီနေရာတွေကိုနေပြီးတော့သူတို့ကအခွင့်ချပြီးတော့ရောင်းတယ် online မှာเนาะအဲ့လိုမျိုးเนาะအလှူငွေတော့အလှူငွေတွေဘောင်းဆောင်ပေါ့เนาะဘောင်းဆောင်ဆိုတော့အဲ့ဒီအလှူငွေတွေကိုနေပြီးတော့เนาะကျွန်တော်တို့ ဒီမှာတုံးလေဆိုလို့ရှိရင်စစ်အတုံးစစ်မှာဆိုလို့ရှိရင်60နဲ့400ခန့်တုံးတုံးလေဆိုပြီးမှကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့အရင်တော့ပြောထားတဲ့အတိုင်းပဲနောက်တိုင်းရင်ပေါင်း316ယင်းနောက်ဖွဲ့စည်းထားပြီးပြီအဲ့ဒီမှာဒုံတိုက်တွေစစ်တိုက်တွေထောက်ပို့တိုက်တွေစသည်ဖြင့်နောက်အစုံပါတယ်နော်အစုံပါတယ်ပြီးလို့ရှိရင်ပကဖားတို့ပအဖားတို့အဲ့လိုမျိုးဖွဲ့စည်းတာ300နဲ့96ဖွဲ့ရှိတယ်အတိပေးတော့တော်တော်ကိုအဖွဲ့စည်းများတာကိုကျွန်တော်တို့တွေ့ရတယ်ဒီအဖွဲ့စည်းတာတကယ်တမ်း တိုက်မယ်ဆိုလို့ရှိရင်တော့မအလပေးခံနိုင်မလဲเนาะမခံနိုင်မလဲဆိုတော့ဒီတိုင်ယာပေါင်း300ကျော်ရှိတယ်ဆိုတာတော့အရင်ကတည်းကနေကျွန်တော်တို့သိတယ်เนาะအဲ့ဒီတိုင်ယာပေါင်း300ကဒီနေ့ထက်ထအလုံးမလုတာတော့ကျွန်တော်တို့လည်းတွေးရတယ်မလုတယ်ဆိုလို့ရှိရင်တော့တက်သူညာနှစ်ခွန်ရဲ့ဒုတိယ line ပထမ line ဒုတိယ line မှာဆိုလို့ရှိရင်သူတို့ကြည့်ကြည့်ဆော်ပြီเนาะဆော်ပြီဘာမှအင်အားအလုံးမရှိတဲ့เนาะ TNA တို့ MNDA တို့ကျွန်တော်တို့ဒီဖက်က AA တို့တောင်မှเนาะ သူတို့တိမ့်နိုင်သေးတာပဲเนาะရခိုင်ပြည်နယ်ကိုတိမ့်နိုင်သေးတယ်ကျွန်တော်တို့ဒီ MND တို့ဆိုလို့ရှိရင်လည်းเนาะအဲ့ဒီမြောက်ပိုင်းတခွင်ကုန်သွားပြီเนาะအဲ့လိုမျိုးတိမ့်နိုင်သေးတာပဲဆိုတော့ဒီလောက်တိုင်းရင်ပေါင်း316ရင်းရှိတယ်เนาะမာလာတောင်မှတိုင်းရင်ပေါင်း900ကျော်ရှိတယ်သူတို့က300ကျော်ဆိုတော့ တော့ဝက်ကြော်နော်ထက်ဝက်ကြော်တော့မှရှိတယ်သူတို့ကိုအချင်းမျိုးရှင်ပြန်နေတဲ့အင်အားသူတို့စီမှာရှိတယ်ဆိုတော့ဒီနေ့ကတော့ TL ဖော်ပြထားတာကိုတွေ့ရတယ်တိုင်းရင်ပေါင်း316ရင်အဖွဲအစီပေါင်းအခုနကဒုံတာတို့ထောက်ပိုတာတို့စေတာတို့စသည်ဖြစ်ပေါ့နော်အဖွဲစီပေါင်းပကဖပါဖာနော်အဲ့ဒီမှာ356အဖွဲရှိတယ်နော်အဲ့လိုမျိုးသူတို့ပြောထားတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့နော်တကယ်တကယ်အင်အားကြီးဒူးကြီးနဲ့ရှိတာကကျွန်တော်တို့အယူကြီးမှရှိတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တတိယမီဒီယာတွေမှာဖော်ပြချက်အရကျွန်တော်တို့တွေ့ရတယ်ဆိုတော့လူငွေရဲ့ 90နဲ့400ခန်းတော့လေအဲ့ဒီစစ်အတုံးစစ်မှာပဲတုံးတယ်ဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်တာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့မကချင်ပြည်နယ်ဘူတာအိုမှာဆိုလို့ရှိရင်တော့ဒီဆင်းနကောင်မဆင်းနကောင်မှာဆိုလို့ရှိရင်အဲ့ဒီမှာပိုင်ရှင်ရှိတယ်အဲ့ဒါကျွန်တော်တို့မူယိုရာတော့ဗာလဲတော့မသိဘူးเนาะအဲ့ဒီဆင်းကနေပြီးတော့ ကဲဒီအနီမှာတောင်းချင်းတဲ့ခါကျတော့လူ၄ယောက်ဖြေတယ်เนาะအဲ့ဒီမှာပိုင်ရှင်ကလည်းရှိတယ်။ဒါမှပိုင်ရှင်ကလည်းကျွန်တော်တို့မထိန်နိုင်လို့ဖြစ်မယ်เนาะအဲ့ဒါဆင်းလို့ပါလို့ဆိုလို့ရှိရင်မယိုးတယ်ဆိုတော့ပါလည်းမသိဘူးเนาะအဲ့လိုမျိုးဖြစ်လို့ရှိရင်တော်တော်တောင်းချင်းလို့လို့ပြောတယ်။ဆိုတော့အဲ့ဒီမှာလူ၄ယောက်ဖြေတယ်เนาะအဲ့ဒီစစ်သားတွေကိုဒီဆင်းကိုပြစ်ပေးဖို့အတွက်เนาะပြစ်တတ်ဖို့အတွက်เนาะအခုညတောင်းပေမဲ့ဒီနေ့ထပ်တိမပြစ်သေးဘူးဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကကျွန်တော်တို့ NUG ရဲ့ဒီဝန်ကြီးချုပ်ဦးမန်းဝင်းခံတန်းကနေပြီးတော့ကျွန်တော်တို့ဒီမလေးရှားရဲ့ဝန်ကြီးချုပ်ကအခုမှအလတ်ကို ထိုင်းမှာလာပြီးတော့တွေ့တယ်နော်အဲ့ဒီဒီထိုင်းမှာဆိုလို့ရှိရင်တော့ဒီဝန်ကြီးချုပ်ပီတူတန်ရဲ့အဖေနော်ဆန်ရှင်နဝါနဲ့ကမကထလုပ်ပြီးတော့အဲ့ဒီမှာမာနာနဲ့ဆွေးနွေးတယ်ကေစေရဲ့အတွက်ဒီငလျင်မှာဝန်ကြီးကေစေရဲ့အတွက်နော်အဲ့ဒီမှာတွေ့တယ်တွေ့တဲ့ခါကျတော့သူနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့အယူဂျီရဲ့ဒီဝန်ကြီးချုပ်မဝေခံတဲ့နဲ့လဲအွန်လိုင်းကနေပြီးတော့နော်ဇုံးနဲ့နေပြီးတော့တွေ့တယ်နော်အဲ့ဒီမှာ ပြန်တော့တွေ့တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်အတိတ်ပဲကတော့ဒီနှစ်ယောက်စလုံးကိုကြည့်လိုက်နော်ဒီမလေးရှားဝန်ကြီးက ASEAN ရဲ့အုပ်ထားကနေပြီးတော့ကျွန်တော်တို့တရားဝင်ဆက်ဆံတာနော်နှစ်ယောက်စလုံးကိုတရားဝင်ဆက်ဆံတယ်မအလာကိုတွေ့တယ်လို့မအလာလည်းပထမဆုံးအချိန်ပဲသူ့အတွက် ASEAN မှာဆိုလို့ရှိရင်ဆိုတော့ဒီ UNG ဖက်မှာလည်းပထမဆုံးအချိန်ပဲနော်အဲ့ဒီ ASEAN ကတရားဝင်နော်တွေ့ဆုံတာဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနှစ်ဖက်စလုံးကိုမြတ်မြတ်တတတွေ့တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ ဲ့ဒီနေရာမှာဒီမလေးရှားရဲ့ဝန်ကြီးရဲ့ထုတ်ပြန်ချက်မှာကဘာလဲဆိုလို့ရှိရင်သူတို့နှစ်ယောက်ကအခုလူမှုကိုကေစီရေးတွေအတွက်ဆွေးနွေးတာဖြစ်တဲ့အတွက်ကြောင့်เนาะအပြုသဘောနဲ့နဲ့ကန့်ကွက်မှုမရှိပဲသူတို့နှစ်ယောက်ပါဆိုလို့ရှိရင်နှစ်ယောက်စလုံးเนาะအဲ့ဒီမှာတွေ့ဆုံတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကတင်းနှင်းတာရီတိုင်းဘလောမျိုးနေမှာဆိုလို့ရှိရင်တော့ဒီစကဆိုင်ရဲ့ဘူတယောက်เนาะဘူတယောက်ရဲ့အဲ့ဒီမှာ၅ယောက်သူ့အပေါင်းပါ၅ယောက်ကနေပြီးတော့ WY ဆေးပြားเนาะဆေးပြားတသိန်းနဲ့ ရှိတောင်းเนาะတသိန်းနဲ့ရှိတောင်းဝင်ပြီးတော့ဖမ်းမိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲဒါကစကားစရဘူတယောက်ကဦးဆောင်ပြီးတော့အဒီ WY ဆေးပြားကိုတင်သွင်းတာเนาะအဒီမှနေပြီးတော့ဒီမှာဖမ်းမိတာအဲဒါကိုပဲချိန်လိုက်တော့เนาะစကားစရဘူတွေဆိုတဲ့လူတွေကနေပြီးတော့မူရဆေးဝါးတွေကိုเนาะတွွ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 